بسم الله والحمد لله والصلاة والسلام على رسول الله وعلى آله وصحبه ومن والاه أما بعد دنيا ساعتين جامع سيدين غارو حج مبرور على وشمع اللتين كان ايدا حجي فضيلت جو آني دين باشي لي حج مبرور بشيبو ادوه ဘာအချက်အလက်တွေလူတယ်ဆိုတဲ့အကြောင်းကိုဆရာတင်ပြသွားမှာဖြစ်ပါတယ်ပရမုံဆုံးအနေနဲ့အလာဝရှိမကို ကျွန်တော်ကြီးစုတင်ရမှာဒီနှစ်2025ဟဇ်ကို သွားမဲ့ဟာဂျီဒီအားလုံးအခုလိုအချိန်ဒီအချိန်မှာမက္ကာကို ရောက်ရှိနေပြီဖြစ်ပါတယ်ဟဇ်ကိုမသွားခင်အရင် စီစဉ်ရမယ်စီစဉ်ရမယ်ကိစ္စတွေအားလုံးစီစဉ်ပြီးပြီးတော့ မကာကိုအသင်ရောက်ရှိနေတာအလာဟုရှင်မြတ်ရဲ့အထူးကရုဏာတော်နဲ့အလာဟုရှင်မြတ်ရဲ့စွမ်းအားပေးမှုကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စွမ်းအားနဲ့ကျွန်တော်တို့အခုလို မကာကိုဟတ်ပြုဖို့ရောက်နေတာမဟုတ်ပါဘူးဆိုတော့ပရမအုံဆုံးကျွန်တော်တို့ငွေကြေးအကုန်ခံပြီးတော့မိမိရဲ့အချိန်တွေကိုအကျုံအကုန်ခံပြီးတော့ နော်ခยีပန်းတဲ့ဒံကိုခံပြီးတော့ကျွန်တော်တို့အများကြီးရင်းနှားပြီးတော့အခုမကာကို ရောက်သွားတယ်ဒီဟာကြီးလှုပ်ဖို့ကျွန်တော်ရည်ရွယ်ထားတယ်ဒီဟာကြီးကအလာအိုရှိမြလက်သိမ့်ခံတဲ့ဟာကြီးမဖြစ်ဘူးဆိုလို့ချင်းဒါကျွန်တော်တို့အတွက်အရန်နှစ်နာဆုံးရှုံးမှုကြီးတစ်ခုပဲဖြစ်ပါတယ်ဒီဟာကြီးကတော့ရှင်မြလက်ခံဖို့အတွက် فرما وضوء شكا باله ولله على الناس حج البيت من استطاع إليه سبيلا ومن كفر فإن الله غني عن العالمين فبوقها نو لوري بما هجل بفرز بيرة تيتا على عدو تانا لوري بما هجل بفرز بيرة الله عدو ادي فرزغو بدوا لا مكامرين جيم بيمه الا اوش ميغا سچا ولاي تكو سلون كو لو امو مشي بو دي سچا ولاي تكو سلون كو الا اوش ميغا ملو ابو سچا ولا تكو سلون كا الا اوش ميغا مو كو كوي كو الو نين لاي مسلو شي ين لاي الا اوش ميغا ما با ما سونج نين نا مو مشي كو سورو الله أدوية سورة أدي إخلاص لله سبحانه وتعالى ကျွန်တော်ဒီနေ့ဟာဂျ်လုပ်နေတာအလအတွက်လုပ်နေတာဘသူအတွက်မှမဟုတ်ဘူးဘသူမှကျွန်တော်ကိုချီးကျူးဖို့မဟုတ်ဘူးဘသူမှကျွန်တော်ကိုဟာဂျီခေါ်ဖို့မဟုတ်ဘူးကျွန်တော်နာမည်ကြော်ကြားဖို့မဟုတ်ဘူးတိတန့်အောင်ရှင်မြစွာပေးထားတဲ့အဲ့ဒီအပေါ်မှာအလအတွက်ပဲဟာဂျ်လုပ်မယ်ဆိုတဲ့နေရာပြုရဒုတိယအချက်ကမူဝါဖကတ်ဆွန်နတ်နဗီဆလ္လာလာဟူအလัยဟီဝဆလမ်ဒီဟာဂျ်ကို تمانو میاں یہ سنت دونے انجی لو آم آپ جی بارے ممی سی چاہ لو جیندلو لو میں اجی حج بولا اس میں لکھا مام ہو اجی جو تمانو میاں صلی اللہ علیہ وسلم کا با ہمیں اسی لئے سرو ایوہ الناس خدو انی مناسککم فانی لا اجری لعلی لا احج بعد عامی هذا تمانو میاں صلی اللہ علیہ وسلم کا او لودارو یعنی ما او لودانی اجرا صحاباری اجرا صحاباری گو بیودلو قیامت نی تھی لامے تمہارو صلی اللہ علیہ وسلم میں اومن داری لے جیرے ما پارا ایو انناس میں اتنی روحا ناکو روزیانی اتنی روحے حج چنزیں گو تین یو جا با تین یو اکاؤنٹ ہے پہ جا با پاچھاں لے سرو ngā mātī wūrē ်ဒီနေ့ပြီးွားတော့ငါနောက်ဟတ်လုံနိုင်မယ်ဆိုတော့ငါမျော်လင့်ချက်မရှိဘူးဆိုတော့ဒီဟာဒီသအရတော်တော်ဆက်ဆံဇီယာနေကျွန်တော်တို့ဟာကြီးရဲ့အကျင့်ကျင့်ကိုတင်ယူပြီးတော့မှအဲ့ဒီဆွန်နတ်တော်အတိုင်းတမန်တော်များဟာကြီးလှုပ်ခဲ့တဲ့ဟာကြီးအတိုင်းဟာကြီးဖြစ်ဖို့တဲ့ကျွန်တော်တို့စူးစမ်းပြီးတော့မှလောရမှာဖြစ်ပါတယ်နှစ်ချက်နောက်တစ်ချက်က ကျွန်တော်တို့ရဲ့ဟဇ်ဝင်လို့ရှိမဲ့လက်ခံလိုက်ပြီဆိုတဲ့ဟဇ်ဖြစ်ဖို့ဟဇ်မဘရူဖြစ်ဖို့အတွက်လက္ခဏာတစ်ခုကဘာလဲဆိုလို့ရှိရင်ဟဇ်လုပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီဟဇ်ဆက်ပြည့်အခြေအနေကနော်ပြောင်းလဲသွားမယ်လုံးဝဟဇ်မလုပ်ခင်အရင်ရှိခဲ့တဲ့အခြေအနေနဲ့ဟဇ်လုပ်ပြီးသွားတဲ့အခြေအနေကောင်းတဲ့ဘက်ကိုပြောင်းလဲသွားပြီဆိုလို့ရှိရင်အဲ့ဒီဟဇ်ဝင်လို့ရှိမဲ့လက်ခံလိုက်ပြီလို့ကျွန်တော်တို့ ်တမလို့ရတယ်ယူဆလို့ရတယ်အရင်ကဟဂျ်မလုပ်ခင်အရင်နမတ်မမှန်ဘူးလောကမဖားဘူးသမိုင်းမမှန်ဘူးဟဂျ်ပြီးတော့လုံးဝနမာဇီလုံးဝနမတ်မလို့တဲ့ပုဂ္ဂိုလ်ဖြစ်ရအရင်ကဟာလာအယောင်းဝယ်လုပ်တဲ့နေရာမှာမုန်သားပြောတာပါကောင်းပါလိမ့်မယ်ဟတ်ပြီးွားပြီဆိုလို့ရှိရင်အဲ့ဒီဟာကြီးဆက်ကမုန်သားပြောလို့မရတော့ဘူး အခြေအနေကောင်းတဲ့ဖြစ်သွားမယ်။အရင်ကရိုစာတစ်ပိုင်းသိပ်မထားဘူး။ဟာဂျီပြီးွားရင်ရိုစာထားမယ်။အရင်ကဟာဂျီမကပရဒါမဝိဘူး။ဟိဂျ ab အစ္စလာမ်ကတမလာတဲ့လုံခြုံစွာဝတ်ဆင်ရမယ်ဆိုတော့ဝတ်ဆင်မှုကိုမပြုခဲ့ဘူး။ဟာဂျီပြီးွားပြီဆိုလို့ရှိရင်တရားတော်ကပြဋ္ဌာန်းထားတဲ့အတိုင်းလုံခြုံသောအဝိဇ္ဇာကိုဝတ်ရမှာဖြစ်တယ်။ မူစာပြောလို့မရဘူးတရားတော်ပေါင်းတွင်းမှာနေရမယ်လုံခြုံစွာဘုရားစင်မှုပြုရမယ်အမျိုးသမီးတွေအတွက်ဟိဂျာဖြစ်သလိုအမျိုးသားတွေအတွက်လည်းဟိဂျာဖြစ်တရားတော်ကလုံခြုံစွာဘုရားစင်မှုအတွက်လုံခြုံစွာနေဖို့အတွက်ညှက်လွာထိန်ဖို့အတွက်အားလုံးဟာဟဂျ်ပြီးွားပြီဆိုလို့ရှိရင် ကောင်းတဲ့အခြေအနေဖြစ်သွားပြီဆိုလို့ရှိရင်ယတိပြကျွန်တော်တို့ပြောလို့ရတာကဒီဟဇ်ကိုတော့ရှင်များလက်ခံလိုက်အခုဟဇ်ကိုမကာကိုရောက်နေတဲ့ဟာဂျီဆပ်တေဥမရာတို့ပြီးသွားပြီဇီလဟဇ်ရဲ့အဲ့ဒီမှာဇီလဟဇ်ရဲ့ရှေ့ရနေကိုမီနာသွားမယ်မီနာကနေအရဖတ်ကိုသွားမယ်အရဖာကနေမူဇလီဖာကိုသွားမယ်မူဇလီဖာကနေမီနာကိုပြန်လာမယ် ဆိုတော့အဲ့ဒီ၅ရက်တာဟဇ်ကျင့်စဉ်တွေကိုတကယ်ကျွမ်းကျင်တဲ့ပုံကိုယ်တွေနားလည်တဲ့ပုံကိုယ်တွေဥဆောင်မှုပြုတဲ့ပုံကိုယ်တွေအာလီမီတွေကိုမေး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 ပြီးတော့ကျွန်တော်တို့ဒါတမန်တော်များလှုပ်ခဲ့သလားလှုပ်ခဲ့လို့ရှိရှင်လှုပ်မယ်မလှုပ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်မလှုပ်ဖစအလူအဟလဇိကရီအင်ကွန်တုမ်လာတအလမွန်အတေလို့မသိရင် တိကျွမ်းတဲ့ပညာရှင်တွေကိုသင်တို့မေးကြပါဆိုတော့အဲ့လိုမေးပြီးတော့မှတမန်တော်မြတ်ဆရာတော်ဆလမ်ကတသက်တာမှာတစ်ခါပဲဟဇ်လုပ်တယ်အဲ့ဒီဟဇ်မှာတမန်တော်မြတ်ဘယ်လိုလုပ်ခဲ့လဲအဲ့ဒီအတိုင်းလုပ်ဖို့အတွက်စူးစမ်းတယ်ဆိုလို့ရှိရင်အင်ရှာအလ္လာဒီဟဇ်ကိုလောရှင်မြတ်လက်ခံမှာဖြစ်တဲ့အခလတ်နဲ့လုပ်မယ်စွန်နတ်တော်ကြီးနဲ့လုပ်မယ်ဟဇ်ပြီးွားရင် အခြေအနေကို အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့မှတသက်တာလို့နေမယ်အဲ့ဒါကိုတော်ပါလို့ခေါ်တာကျွန်တော်ဟာဂျီဆက်ကတော်ပြီးတော့မှဘာလို့မလဲဟာဂျီလို့ဆိုတာတော်ပါလို့ဘူးသွားတာအလားပဲကိုပြန်လှည့်ပြီးတော့မှအဲ့တော့ရှင်မပြတာလမ်းနဲ့ရှရီယတ်ဘောင်အတွင်းမှနေမယ်ဆိုပြီးတော့နော်အထိတ်တန်ပြုတ်ပြီးတော့အခြေအနေကို ကောင်းသည့်တဲ့ကောင်းအောင်ကြိုးစားမယ်ဆိုလို့ရှိရင်အင်ရှာအလ္လာအဲ့ဒီဟာဂျီဝါတော့ရှင်မလက်ခံမှာဖြစ်တယ် အခုဗမာပြည်ကသွားတဲ့ဟာဂျီတွေအပါဝင်နော်ကဘာဒေတာအတိအပြည့်လာတဲ့2025ဒီဟာဂျီရဲ့ဟာဂျီတွေအားလုံးရဲ့ဟာဂျ်ကိုအွန်မရာကိုအီဘာဒတ်အားလုံးကိုအလ္လာဟ်ရှမရဟာမိမိရဲ့ရဟမတ်တော်နဲ့နော်လက်ခံတော်မူပါစေလို့ဆရာဒီကနေ့နော်စန္ဒပြုဒူအာစုတောင်းပေးပါတယ် دي دعاء ولا جمع لك المبادئ واخر دعوانا الحمد لله رب العالمين